ပဲကိုတိုင်းအနောက်ချမ်းသာဝတီခရိုင်ဇီကုံမြို့နယ်တဲကဇာရိုးပန်တိုတင်ဟော့အလုတ်ယုံကအလုတ်သမားတွေရဲ့အခြေခံလစာနဲ့အချိန်ပိုကြီးတောင်းဆိုချက်တွေကိုအလုတ်ရှင်နဲ့ညီနဲ့အဆင်ပြေသွားတဲ့တဲ့င်းကိုတော့ဒေါခင်မင်းစော်ကပေးပို့ထားပါတယ်။ရန်ကုန်ပြည်ကားလန်းတပေးကျွဲချံရွာနာကတင်ဟော့ဇာရိုးပန်တိုစက်ယုံမှာလှုပ်လှုပ်နေကြတဲ့အလုတ်သမား300ကျော်ကတောင်းဆိုထားတဲ့အချိန်အများစုကိုမြို့နယ်ဌာနဆိုင်ရာဒေသခံတွေအပါအဝင်လက်သမားဦးသိဌာနရဲ့ညှိနှိုင်းမှုနဲ့အလုတ်ရှင်လက်သမားသဘောတူညီမှုတချို့ရရှိခဲ့ပါတယ်။ ။ဟောရဲ့။အဲ့တော့ရတော့လည်းတော့ရမယ်ပြီးလိုက်တဲ့ဟာပေါ့နော်လူကြီးတွေကကပြောပြီးပြီးပေးတဲ့ဟာပေါ့နော်အချိန်ခံလာတာဘူးလို့နေ2000တောင်းနေအဲ့2000ကိုဒီကုန်းမှာမတရား1500နဲ့ပြည်လဲတဲ့အတွက်အချိန်ခံလာတာဒီ1500ဖြစ်သွားတယ်တစ်ချက်နော်တောင်းဆိုထားတဲ့အချက်တွေက ြေကန်လုခတစ်နှစ်ကျက်2000ကိုကျက်1500အလုပ်ပိတ်ရဖြစ်အစိုးရရုပ်ပိတ်ရအလုံးအချိန်ဘိုကြီးကိုမူရင်းလောက်ခရဲ့နှစာပေးပြီးအချိန်ဘိုလုခွင့်ကိုအလုသမားရဲ့စန္ဒာတိုင်းလုပိုင်ခွင့်ထမင်းစားကျင်ဖြစ်တရက်ကို나ယူဝဲနဲ့အတူအလုချိန်မနဲ့9နာရီ9နာရီတက်မှတ်ပြီးအဲ့ဒီထဲမှာမှအချိန်ဘိုကြီးနဲ့တနာရီပုံမှန်ဆင်းပေးရမယ်လို့ညှိနှိုင်းသဘောတူခဲ့ကြပါဗျ။ OD ဒေးဘေးကိုတောင်းထားတဲ့သူတို့အခုလုပ်ငန်းလိုအပ်ချက်အရအလုချိန်ကို င်လို့မရဘူးတဲ့တနေ့ကိုတနားကြီးပဲအိုဒီရတော့ပါတယ်တဲ့အဲ့တော့ခုပုံစံအတိုင်း8နာရီရနေ9နာရီပြီးဆင်းလို့ရှိရင်ကိုဒီသေးဒီဟိုဟာတနားကြီးပဲပါတယ်ခမိစားနေ9နာရီဘက်ကတော့တို့တို့ခါတွေကနှုတ်တာပေါ့အဲ့တော့တနားကြီးခမိစားနေလို့ရှင်နဲ့ဝန်ထမ်းတွေဆိုရင်9နာရီခွဲပါပြန်ရမယ်တဲ့ယုံတို့ရဲ့ထုံးတဲ့အတိုင်းလုံးကြုံရေးတက်ချီရေးတွေထားပေးပြီးပန်းထိုးကြီးကိုလည်းတိတိကျကျသေးတက်မှတ်ပေးမယ့်အချက်တွေလည်းပါဝင်ပါတယ်။ ဇူလိုင်လ9ရက်နေ့မနေ့ပိုင်းကစတင်ပြီးအလုတ်ရက်တဲ့ဆန္ဒပြခဲ့ကြတဲ့အလုတ်သမားတွေနဲ့အလုတ်ရှင်တို့ဇူလိုင်လ10ရက်နေ့မှာပဲမြန်တိုင်းသဘောတူညီချက်တွေရရှိပြီဖြစ်လို့အလုတ်ပြန်ဆင်းကြမယ်လို့လည်းပြောပါဗျ။အဲ့ဒီတင်ဟောဇာထုပ်ပန်တို့စက်ယုံပိုင်ခြင်းဟာတရုတ်နိုင်ငံသားတွေဖြစ်ပြီးတာဝန်ခံကတော့မြန်မာနိုင်ငံသားဖြစ်ပါတယ်။စက်ယုံစတင်လည်းပတ်နိုင်ဖို့စာရာဝတီခရိုင်အလုတ်သမားဌာနမှာခွင့်ပြုချက်တင်ထားပေမဲ့မကြသေးပဲနားလည်မှုနဲ့ဖွင့်ထားကြတာလို့ဒေသခံတွေကဆိုပါတယ်။ကျမခင်မင်းစပါရှင်။